မင်္ဂလာပါရှင်။ဒီချန်နယ်ဒီနေ့အိဇဲမှာ How do you chest in အိဇဲအိဇဲမှာရှက်စွန်းနည်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အာညီမလေးတယောက်မေးထားတဲ့ဒီရှက်စွန်းနည်းလေးသိချင်လို့ပါတဲ့။နော်အဲ့တော့အဲ့ဒီသင်ခန်းစာလေးကိုချက်ကဒီညီမလေးကို reply ပြန်ရင်းပေါ့နော်။ချက်ကရှက်စွန်းနည်းကိုအပိုင်း၃ပိုင်းအနေနဲ့ခွဲပြီးတော့တင်ပေးသွားပါမယ်။အဲ့တော့ပထမအခုတပိုင်းရကျတော့ပထမပတ်1ပေါ့နော်ပတ်1ထဲမှာကျတော့ပါပါမလဲဆိုလို့ရှိရင် အပရမအိုးဆုံးရှက်စတင်ပြီးတော့ဆွဲတော့မယ်ဆိုလို့ရှိရင်တည်ထားရမယ်အပိုင်းလေးတွေကိုမျှော်ရပေးသားမှာဖြစ်ပါတယ်အဲ့တော့အရင်အိုးဆုံးမိမိရှက်ဆွဲမယ် data ကို select ကလေးအရင်ပေးလိုက်ပါ ပြီးရင်တော့နှစ်ပိုင်းရှိမယ်ပထမတစ်ပိုင်းက insert တရားနေပြီးတော့ shut အဲ့ချက်မှာ recommended shut ရှိမယ်ဒါမှမဟုတ်သူညာဘက်မှာဟိုက column တွေဘားတွေကိုအသုံးပြုမှလားဒါမှမဟုတ် line တွေကိုအသုံးပြုမှလားဒါမှမဟုတ်ပိုင်ချက်ကိုအသုံးပြုမှလားဒါမှမဟုတ်ပိုင်ဖို့ချက်ကိုသွားမှလားမိမိစံနဲ့တက်တက် shut ပုံစံဒီဇိုင်းတွေကိုသွားလို့ရတယ်အဲ့ဒီတရားမှာခြေတော့က recommended shut လေးကိုတစ်ချက်နေလိုက်မယ်ဆိုလို့ရှိရင်မိမိဆွဲခြင်းနဲ့ recommended shut ဒီဇိုင်းတွေကိုခြေတော့ဒီမှာ လိုက်ပြီးတော့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီချက်က data ကများတယ်ဆိုတော့ column ကိုရွေးချယ်လိုက်ပါမယ် okay ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်လည်းဒီချက်တော့ order ကိုဖိပြီးတော့ f1 ကိုနှိပ်လို့ရပါတယ်ဒါဆိုရင်လည်းတန်းပြီးတော့ကြာလာပါတယ်နော်အဲ့တော့ဆက်ဆွဲရမယ်ဆိုလို့ရှိရင်ဒီချက်တို့၄ထဲမှာအရင်ဆုံးအဲ ဒီဆလတ်မှတ်လိုက်တဲ့အချိန်မှာပေါ့နော်ဆလတ်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာအပေါ်မှာရှက်တူးဆိုပြီးပေါ်လာမယ်ဒီဇိုင်းပေါ့နော်အဲ့ဒီရှက်တူးဒီဇိုင်းလေးကနေပြီးတော့ကျွန်တော်ဒီမှာ chest layout တို့ chest style တို့ data တို့ type တို့ဒီမှာ location တို့ရှိမယ်ပြီးရင် version မြင့်အပိုင်းတွေမှာကျွန်တော်ဒီ plus sign လေးပါမယ်နောက်16ရက်နောက်ပိုင်းမှာဒါမျိုးလေးတွေပါပါမယ်နော် အဲ့တော့ plus sign လေးတွေပါမယ်ဒီ plus sign တွေတော့ action element ကို ပြောတာပဲဖြစ်တယ်ဒီဟာလေးကကျတော့ shift time ဆိုတဲ့အတိုင်းပဲဒီနေ့က change color လို့ shift time လို့ပြောင်းလို့ရတယ် fitter ကတော့စစ်ထုတ်တာအဲ့တော့ဒီမှာဒီလိုဒီပိုင်းထဲမှာရှိတဲ့ဟာလေးတစ်ချက်ကြည့်ရအောင် action element ဆိုတာကရှက်အတွက်လိုအပ်တဲ့ရှင်တို့ဒီ tool လေးတွေကိုရှင်တို့ အာလိုချင်တယ်ဆိုလို့ရှိရင်တစ်ချက်လေးနှိပ်ပေးလိုက်ရမှာပဲเนาะဒီမှာအပြုတ်တက်လေးလုပ်လို့ရတယ်ဘေးပါးလမ်းလေးရေချောကအပြုတ်တက်လုပ်လို့ရတယ် primary horizontal yum လား primary particle yum လားတယောက်ကပါးလမ်းလေးတွေကိုပြောတာเนาะအော်ဒီကနေသွားလို့လည်းရပါတယ်နောက်တစ်ခုက exit tangent ရှိုးတိုင်တယ်လေးရထည့်လို့ရရဒါကဝင်ငွေအတွက်ဖန်တီးရလားဒါဆိုရင်2024ရဲ့ income ဒီလိုမျိုးချက်တော့ရေးလို့ရတယ် တော့ Asins တိုင်တယ်လေးကျွန်တော်ထည့်လို့ရမယ်နောက်တစ်ခုရှက်တိုင်တယ်ရှက်တိုင်တယ်ကိုကျွန်တော်ကရွေးချင်တယ်ဆိုရင်ညာဘက်ကညာလေးတွေဝင်ပြီးတော့ဒီမှာ Aperture ရှိတယ် Center Over လေးရှိတယ် Mode Option ရှိတယ် Center Over လေးဆိုရင်တော့ဆက်ထဲမှာဖြစ်တယ် Aperture ဆိုရင်တော့အပေါ်မှာပေါ့နော်နောက်တစ်ခုကကျတော့ Data လေးပဲ Data လေးပဲကကျွန်တော်တစ်ခုချင်းစီရဲ့အညွန်အတက်တာ Hobby ဒါဆိုရင်ချက်ကဒီအာ quarter 1ရဲ့ data label ကိုအတက်ရှင်လဲဆိုတော့ quarter 1လေးကိုဆက်လက်မှတ်ပြီးတော့ data label ကိုတက်ဒါဆိုရင် quarter 1တခုတည်းကိုကျွန်တော်ကမြင်ရမယ်နောက်တစ်ခုကတော့ data table ဖြစ်တဲ့ table စရာ ပြန်ထည့်တာပေါ့အဲ့ဒါဘာလို့ရရှိမယ် pro line လေးရရှိမယ် လေကျန်အညွန့်အညွန့်တွေပဲကျွန်တော်ကဘယ်မှာတက်ရှင်တာလဲညာလေးဝင်မယ်အပေါ်မှာတက်ရှင်တယ်အပေါ်ရွေးချလိုက်ဘယ်ဘက်မှာလဲညာဘက်မှာလားစိုက်တာကိုရွေးပေးလို့ရပါတယ်โอเคဒါဆိုရင် right မှာထားလိုက်မယ်ဒါဆိုရင် quarter 1 quarter 2ဒီညာဘက်အချမ်းမှာဖြစ်သွားပါပြီเนาะ trust line လေးကျွန်တော်ထည့်လို့ရပါမယ်အတေကြအတေကြကို quarter 2ကိုနှိပ်ချလိုက်မယ်โอเคဒါဆိုဒီမှာ trust line လေးကျွန်တော်ကြည့်လို့ရမယ်ဟုတ်ပြီမလို့ကျွန်တော်လည်းပြန်ဖြုတ်ပါမယ်ရမယ်เนาะအဲ့တော့ဒီနေ့ကကျွန်တော်ကဒီ အချက်အလီမန်အပိုင်းရဲ့နောက်တစ်ခုက quick layout နဲ့ chest style နဲ့သဘောတရားချင်းနည်းနည်းတူပါတယ်။ဒါကလည်းတကူချင်းစီရဲ့ style ဝင်ပြင်တာပဲ။ဒီ chest style ကတော့ကိုလိုချင်တဲ့ design ကိုကြည့်ပြီးတော့ရွေးလို့ရတာဒါလေးပဲကွာတယ်။နောက်တစ်ခုကရှင်းကလာကျွန်တော်အယောင်တွေပြောင်းလို့ရမယ်။နောက်ရက်မှာကျွန်တော်ကျွန်တော်ပတ်2ရက်မှာဒီလိုမျိုးအယောင်တွေကိုကျွန်တော်ကမိမိစိတ်ချက်အယောင်တွေထည့်ချင်တယ်ဆိုရင်ပေးရနေချင်ပါလေ။ဒီပိုင်းတွေကိုကျွန်တော်ချက်ပြီးတော့ရှင်းပြပေးသွားပါမယ်။အဲ့တော့ဒီအပေါ် chest style နဲ့ဒီ brush style နဲ့အတူတူပါပဲနော်။တစ်ချက်နေလိုက်ပြီးတော့မိမိတို့ချင်တဲ့ ချက်တိုင်တဲ့ပုံစံတွေကိုဒီမှာအသေးစိတ်အသေးစိတ်ရွေးပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဖတ်တူးမှာပြန်လည်ဆုံတွေ့ကြမယ်နော်